ျမနာမည်ကဒေါ်သီရာအောင်လို့ခေါ်ပါတယ် fire color က color analysis လုပ်ပေးနေတယ် julia ဆက်ရဲမိမိလည်းဖြစ်ပါတယ် jenica ဆက်ဆိုရယ်တမီးလေးတယောက်နဲ့ joshua ဆက်ဆိုရယ်တာလီတယောက်လည်းရှိပါတယ်မကုံမျိုး julia ပြဟိုတယ်ကဥရောဆက်ရဲစနီလေးဖြစ်ပါတယ်တကယ်တမ်းတော့ဒီအကြောင်းအရာတွေကိုရှင်းပြဖို့ရာအတွက်မီဒီယာတွေကိုဖိတ်ထားတာပါမီဒီယာတွေကမလာရေးကြတော့ပါဘူးအဲဒါကြောင့်ကျွန်မကိုကျွန်မပဲတင်လိုက်ရတော့တာပါ တဘောလုံးစာလေးကိုတခဏတာနဲ့ပြောရမှာဖြစ်တာမို့အမားပါလို့မရတာဖြစ်တဲ့အတွက်စောင့်ကြည့်ပြီးမှပြောသွားမယ်နော်တရင်စာရဲ့မှာဥရောစဲထည့်လိုက်တဲ့နေရာနေစပြီးတော့ချူရစက်ကိုဘာမှမတင်တော့ဘူးကျွန်မတားထားတာပါကျမပဲရအောင်မြင်မယ်ဆိုပြီးပြောထားခဲ့တာဂျူလီယာဆက်ကလည်းဘာမှမတင်တော့ပါဘူး ါပေမဲ့အခုလို့ကျွန်မထွက်ပြောရတာကအောက်တိုဘာလ19ရက်နေ့ကဂျူလန်19ရက်စခန်းကဖုန်းဆက်လာပြီး66ကဂျီနဲ့အမှုဖွင့်ထားတာဖြစ်လို့စခန်းကိုလာခဲ့ပါလို့ပြောလို့ဂျူလန်ဆက်သွားတဲ့ချိန်မှာပဲဖုန်းသိမ်းခံရပြီးအာမခံလုတ်ခဲ့ရတာပါကျွန်မကရောအာမခံနဲ့နေနေရတာပါဒါကြောင့်မလို့ခုလို့ထွက်ပြောရတာပါ ကျမနဲ့ဦးရောစတူရဲ့အိမ်အောင်စကြတဲ့ဖြစ်စဉ်လေးကနေစပြီးရောပြောပြချင်လို့ပါ1995ခုနှစ်3လပိုင်းခန့်ကကျမဆယ်ရန်ရောက်တဲ့နှစ်မှာဦးရောစကအလုံးလုံးပြီးမယ်ပြောပြီးသူတပည့်တွေနေလာခေါ်ခိုင်းလို့အမေကလည်းအလုံးလုံးရမယ်ပြောလို့မသွားချင်ပဲသွားခဲ့ရတဲ့ချိန်မှာပဲကျမငိုရိုးတောင်းပန်နေရတဲ့ဒါနဲ့အလိုမတူဘဲနဲ့ဆက်ဆံခံခဲ့ရတာပါ နောက်နေ့ကနေစပြီးတော့လေသူတပည့်တွေကိုခေါ်ခိုင်းပြီးမှဆွအတင်းပေါင်းတင်ခဲ့တာပါအဲ့ချိန်မှာဦးရဆက်ရဲ့အသက်က38နှစ်ကလေးလေး9ယောက်ရှိနေပါပြီဒီလားလောက်ကြာတဲ့ချိန်မှာကျမအမေကတရဝင်းယူဖို့ပြောတဲ့အခါမှာသူကသူသားအငယ်ဆုံးလေးကအသက်မပြည့်သေးဘူးသူသားအငယ်ဆုံး38နှစ်ရောက်တဲ့ခါကျရင်အခုရှာထားတဲ့စီပွားရေးတွေကို သူတို့မိသားစုနဲ့အကုန်လုံးထားခဲ့ပြီးတော့နေဦးမင်္ဂလာဆောင်ယူပြီးမှနေနဲ့အတူစီပွားရေးကိုစတည်ထောင်မှလို့ပြောခဲ့ပါတယ်ကျွန်မကဥရောဆက်ရဲစကားကိုယုံခဲ့ပြီးတော့သူထပ်ထားတဲ့အိမ်မှာနေခဲ့ရတာပါသူထပ်ထားတဲ့အိမ်ကလူတွေပတ်ဝန်းကျင်နေအင်းနာချင်းနေတရားမှမရှိပါဘူးတော်ရက်အိမ်တိတ်မှထားထားခဲ့တာပါ အဲ့လိုတော်ရရအိမ်မှာနေနေရင်းနဲ့ပဲ1998ခုနှစ်မှာဂျူလီယာဆက်ကိုမွေးဖို့အတွက်ရန်ကုန်မှာတိုက်ခန့်ခြင်းနေ့တစ်ခုဝယ်ပေးခဲ့ရကလေးလေးကိုကောက်ကိုပဲမွေးခိုင်းခဲ့ရပါသူကကျတော့သူကုန်တိတ်ခါရင်းနဲ့လူကြီးတွေကပြောမှဆိုလို့ဆိုပြီးမှ စည်းကမ်းလိုက်ပို့တာတို့ဆရာဝန်အပ်ပေးတာတို့လုံးဝမရှိခဲ့ပါဘူးကျွန်မကိုကျွန်မပဲစည်းကမ်းရှာဆရာဝန်ရှာပြီးတော့ကိုကိုပဲကလေးကိုမွေးခဲ့တာပါဆေးဥစင်းနဲ့နေမှာပဲတစ်ခေါက်ပဲလာကြိုပြီးတော့အဲ့တော်ရအိမ်မှာပဲပြန်နေခိုင်းခဲ့တာပါသူကအင်ဂျီမှာ နေနေပြီးတော့သူ့တပည့်မှာ secondary မလေးနဲ့အလုံးရှင်နဲ့ဝန်ထမ်းထဲကျော်လုံးနဲ့ဆက်ဆံရေးတွေဖြစ်နေခဲ့ကြပါပြီအလို့နဲ့တစ်ဖက်ကမယားကြီးတစ်ဖက်ကသူ့ secondary တပည့်မလေးနဲ့ဖောက်ပြန်နေတဲ့ဒါကိုခံနေရတဲ့ချိန်မှာပဲကျမတော်ရရအိမ်မှာကလေးလေးတယောက်နဲ့လေးနှစ်ကျော်နီးပါးထထခံခဲ့ရတာပါ1996ခုနှစ်ဆယ်လပိုင်းမှာ သူအမှုတွေဖြစ်ဖန်ခံရပြီးထောင်ချသွားတဲ့အချိန်ထိသူဘာလုပ်တာ သူဘာပိုင်းဆိုင်တာတွေကိုတခုမှပြောပြတိုင်မင်ခင်ရှင်မရှိပါဘူးလက်ထက်မှာလည်းအဆန်လည်းတရားမှမပေးပဲနဲ့လက်မဲ့နဲ့နဲ့တမီလေးနဲ့တော်ရအိမ်မှာနေနေခဲ့ရတာပါသွားသွေးခွင့်လည်းလုံးဝမရှိခဲ့ပါဘူးသူမရချီရလဲတော့မတွေ့ပါဘူး ူ secondary တပည့်မလေးရပဲသူအမှုဖြစ်တဲ့မောမိတ်ထီးလိုက်သွားပြီးတော့သွားတွေးခွင့်ရခဲ့တာပါဥရောဆက်ရထောင်ဝင်စားတွေကိုလည်းတူတူမလေးရပဲဥစည်းပြီးတွေးခဲ့တာပါ2000ခုနှစ်ရောက်တဲ့ချိန်ကျတော့ဂျူလီယာ၁၄ရာ၃နှစ်ပြည့်တော့ကြောင်းထားဖို့အတွက်ရန်ကုန်ကတိုက်ခန့်ချင်းလေးထဲမှာသွားနေတာပါတိုက်ခန့်ချင်းလေးကမီတာတောင်မတက်ထားပါဘူးဥရောဆက်2မှ ထောက်ပံ့ပေးပို့လာတဲ့ထောက်ပံ့ငွေလေးနဲ့ပဲတာမီးနေအောင်လုံးအောင်နေခဲ့ကြတာ2003ခုနှစ်ဂျူလာ16နှစ်တမီးရောက်လာတော့ကျမတို့တာမီးနေအောင်ဘလို့မှယက်တီနေနိုင်လို့မရအောင်ဒုက္ခဖြစ်နေတာမို့လို့တမီးလေးလက်ကိုဆွဲပြီးမှအင်းစိတ်ထောင်ရှိထိသွားပြီးမှသူနဲ့တွေ့လို့ရအောင်ကျမကိုကျမလုပ်ခဲ့တာကျမပဲလုပ်ခဲ့တာအမှတွေ့ခွင့်ရပြီးတော့ ာဝန်စာကိုတစ်ပတ်တစ်ခါတစ်လလေးချိန်ထာဝန်စာတွေ့ခဲ့ရပါထာဝန်စာတစ်ခါတွေ့ရင်အသားငါးရီပိတ်တာ30ကျော်လောက်တယောက်ထဲချက်ပြုတ်ပြီးမှသူခိုင်းတဲ့မြအလုပ်တွေလုပ်ပြီးမှမညူမညင်းတဲ့ထောက်ဝန်စာပို့ပေးခဲ့ရပါ။ ်ဘူလိုဆက်ရဲ့ထောင်ဝင်စားကိစ္စနဲ့ကလေးကိစ္စကပဲအရေးကြီးဆုံးဆိုပြီးမှအခုလုံးဖြူဖြူစစ်စစ်လုပ်ပေးခဲ့ရပါအဲ့ချိန်မှာတယောက်ကမှဘာကူညီလို့လဲလာမေးတဲ့လူ လာပေးတဲ့လူမရှိခဲ့ပါဘူးထောင်ဝင်စားပို့ရတာထောင်သွားရတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးခိတ်ပေါက်ကနေအထက်လူကြီးအထိ အဆင်ပြေအောင်သူတို့အတားတွေလုပ်ပေးခဲ့ရပါ2017 16ပိုင်းသူထောင်ကြတာ12နှစ်နဲ့3လကျောက်တဲ့အချိန်မှာလူငယ်ချမ်းသာအခွင့်နဲ့ထောင်ကနေသူပြန်လုခဲ့ရထောင်ကနေပြန်လွတ်လာတဲ့အချိန်မှာလည်းအပြင်လောကနဲ့အဆက်အသွယ်ပြန်နေရမှုလို့ကိုတတ်နိုင်တဲ့လောက်ပဲသူ့ကိုကူညီပေးခဲ့ရပါ ထောင်ကနေလွတ်လာတဲ့အချိန်မှာပဲသူနဲ့အတူနေ့တိုင်းတအိမ်ထဲမှာအတူတူနေဘူးอ่ะတခါမှ အတူတူမနေဘူးအတူတူနေဘူးမှပဲ तू ကနာဆစ်စစ်ဖြစ်မှန်း तू ကအရက်ကိုအလွန်ကျွန်းတောက်တက်တာတောက်ပင်သွားမူးပြီးရစ်တာရန်ရှာတာတဝင်းကြောင်တာမဟုတ်မမှန်လေးဆွဆွဲရာ အော်ဟစ်တောင်းချင်မှပစ္စည်းတွေကိုကောက်ပေါက်တက်တဲ့ဟာတွေကိုအချိန်ကြမ်းမှာပဲစပြီးတည်လာရတာပထမဦးဆုံးရိုက်ခိုင်ရတဲ့အချိန်က2012စက်တင်ဘာလမှာသူခေါ်လာတဲ့ဧည့်သည်တွေကိုဧခန့်ခိုင်းလို့ဧခန့်ပြီးဟင်းထည့်ပေးတာကိုဧည့်သည်ပြန်သွားတဲ့အချိန်မှာဟင်းထည့်ပြီးလို့ဆိုပြီးမှတဝင်းချောင်းပြီးမှ အဲ့ဒီဧည့်သည်စားသွားတဲ့သူစားပကံလုံးကြီးဆင့်ထက်ထားတဲ့ဆယ်လုံးနဲ့နှစ်ဖူးကိုရိုက်ထည့်လိုက်တာအဲ့ဒီရဲ့သူစားပကံကြီးလည်းအကုန်လုံးခွေရွာပြီးမှနှစ်ဖူးပေါက်သွားတာသူကြီးပန်းထွက်လာတာအဲ့ဆိုသူကြီးအရန်ထွက်နေရမလို့သူကြီးတိတ်ဖို့အတွက်တပတ်ထားယူတာကိုနောက်ကနေလိုက်လာပြီးမှညနာကိုတလက်ဆက် အသီးတွေနဲ့ထိုးတာကျမငိုရိုးတောင်းပန်ပြီးမယ်မရဘူးအဲ့ဒါပထမဦးဆုံးအချိန်ရိုက်ခံခဲ့ရတာအဲ့ဒါဒီမှာနှစ်ဖူးကွဲသွားတယ်ဒါပထမဦးဆုံးအချိန်ဒီနှစ်ဖူးကွဲသွားတယ်ဟာသွေးချင်းချင်းထွက်အောင်ရိုက်ပြီးတော့ဟုတ်တယ်နေတဲ့သူနည်းနည်းခြိုက်ခြိုက်အိပ်ပျော်သွားတဲ့အချိန်မှာပဲ သွေးတွေတိတ်အောင်လုပ်ပြီးတော့သွေးတွေကိုကျွန်မတယောက်ထဲတုတ်ခဲ့ရတာဒုတိယအချိန်ရိုက်ခံရတာလေသူ့ဧည့်သည်တွေကိုသူခိုင်းလို့တချင်းဆူပြရတာဧည့်သည်ပြန်သွားတဲ့အချိန်မှာဘာလို့တချင်းဆူပြရတာလဲဆိုပြီးတော့စစ်တာမေးတာဖြေနေတော့မှာပဲကလထိုင်းကုန်ကြီးနဲ့ကောက်ပေါက်လိုက်တာအဲ့ဒါလေဒီမှာကွဲသွားပြီးတော့သွေးချင်းချင်းထွက်ခဲ့ရတာ အဲ့ဒါဒုတိယအကြိမ်တတိယအကြိမ်ကစီရိုနာဟိုတယ်မှာသူနေဖို့အခန်းယူခိုင်းတာကို reservation နေလုပ်ပြီးတော့ဟိုတယ်ရောက်တဲ့ခါကျ reservation ကနေပြီးတော့မပုံတင်တောင်းအခန်းတော့ယူနေတာကိုသူ့လိုအစင်းနဲ့လူဒီလိုစောင့်ခံရပါမလားဆိုပြီးမှအော်ဟစ်တောင်းချမ်းပြီးမှစီရိုနာဟိုတယ်ဝင်နေမှာပဲရိုက်ခဲ့တာ ပါလာသမျှကားပေါ်ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာစရုပ်တာအချိန်တုန်းကကျတော့သူတာတငယ်ချင်းမင်္ဂလာဆောင်တစ်ခုသွားတာအတော်တော့ကမစီကားနဲ့သွားတာကိုအပြန်မှာအာတီကာကားနဲ့ကြိုလို့ဆိုပြီးမှကားပေါ်တက်တာနဲ့ကားရှိခံနေပြီးမှနောက်ခံလှမ်းရိုက်တာ ထုံထားတဲ့စလုံးတွေအကုန်လုံးပြုတ်ထွက်အင်းကြီးချေသေးတယ်လေအကုန်ပြုတ်ထွက်ကုန်တာသူတူကားမောင်းနေတာသူတူရှိမှာပဲရိုက်ခံခဲ့ရတာနောက်တစ်ချိန်ကလည်းဂျူလီယာဆက်ကလေးကိုအမေရိကန်နေဖွဲ့ယူဖို့အတွက်အမေရိကန်တန်ရုံမှာအင်တာသွားအင်တာဗျူးသွားဖြေရတာသူ့အင်တာဗျူးဖြေခိုင်းရမလားသူ့အချက်ကိုခွဲတယ်ဆိုပြီးမှတန်ရုံရှိမှာပဲဆဲဆိုပြီးမှစာရွက်တွေကိုအားလုံး လွတ်ပစ်ပလိုက်တာအဲ့စာရွက်တည်းတရွတ်မကြံကောက်ရင်းနဲ့ပဲကြံနေခဲ့ရတာပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ရင်လေသူကအိမ်မှာသူ့တူမကို finance manager ယုံယုံမှာ manager ဖြစ်ခန့်တာတော့အိမ်ကစာချုပ်စာရမ်းတွေကနေဘဏ်ကိစ္စဝင်ငွေထွက်ငွေတွေအားလုံး ကြောင်မြင့်ရတဲ့နာရီမိခင်တတာတော့အထီးဖိုင်နယ်ယုံကနေပဲစီမံခန့်ခွဲတာအဲ့ဒီစရိတ်ကလေးစရိတ်တွေကိုလည်းဥရောစရိတ်ခွင့်ပြုချက်နဲ့ပဲဖိုင်နယ်မန်နေဂျာစီကနေလက်မှတ်ထိုးပြီးမှထုတ်ရတာသူခွင့်ပြုချက်မရပဲနဲ့ဘာမှထုတ်ယူပိုင်ခွင့်သုံးဆွဲပိုင်ခွင့်မရှိဘူးအဲ့ဒါကျမတို့မှမဟုတ်ဘူးသူ့သားသမီးတွေအကုန်လုံးရောသူ့ရွှေမျိုးတွေအကုန်လုံးရော အဲ့လိုပဲလုပ်ရတာဒါကြောင့်မလို့ကျမပိုင်ဆိုင်နေဆိုတဲ့ပစ္စည်းတွေအကုန်လုံးကသူများနဲ့တန်းတူပေးထားတဲ့ဟာတွေကိုကျမမသုံးဖြစ်ဖဲနဲ့စုဆောင်ပြီးဝယ်ထားတယ်ပစ္စည်းတွေကြီးပဲသူခွင့်ပြုချက်ရထားလို့ယူထားတဲ့ပစ္စည်းတွေကြီးပါပဲသူကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောတရားရာခိုင်နှုန်း control လုပ်တာ ကိုစိတ်အတိုင်းမဲနေလို့မရအောင်သူစိတ်အတိုင်းကြီးပဲနေခဲ့ရတာပြဿနာမရှိလေပြဿနာရှာတာဘလို့မှရန်ကိုရှောင်လို့မရခဲ့ဘူးပြန်ရှင်းပြရင်လေသူ့နာရှိတဲ့ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာအဲ့ပစ္စည်းတွေကောက်အဲ့ပစ္စည်းတွေနဲ့ပဲကောက်ပေါက်တာမလို့တကူလုံးလေညိုမဲဆွဲရ ဖုန်းလေးဆိုလဲကျမရဲ့ဖုန်းလေးဆိုလဲတလုံးပြီးတလုံးရိုက်ခွဲတာဒီထက်ကျန်းလိုက်ဆိုရင်အိမ်ပေါ်ကနေမောင်းချတာသူကျမကိုအလောက်လုံနေလေကျမထင်တာကသူမမဘူးကျမကပဲမားနေရာသူကရှာကျွေးနေရတာသူအရှိန်မှနေနေရတာသူကမမဘူးငါပဲမားနေငါပဲငါပဲပြင်ရမှာ အားကြောင့်မို့လို့ကိုကိုကိုပဲပြင်တာနေရာထိုင်တာပြောရမယ့်စကားတွေကနေချက်ပြုတ်ကျူမှုရတဲ့ဟင်းနေအထိဆက်နေပတ်သက်ရင်လေနေလားညလားလူရှိရလားတမီလေးတွေရှိရလားဘာမှမရှောင်မင်းနဲ့ဆက်ဆံခံနေရတာမိုးလေးကနေအိယာဝင်ချိန်အထိသူအမိန်သူခွင့်ပြုချက်မရပဲဘာမှလုပ်လို့မရအောင်အမြဲတမ်းတဝင်ကြောင်တာလူတကာနဲ့ပေးစားနေတာတပည့်တွေနဲ့လည်းဆွဆွဲပြောဆိုနေတာ ညအတိုင်းရစ်ခတ်ရမအေးရပဲနဲ့နားရီပေါင်းများစွာပစက်ပိတ်ပြီးမှနားထောင်ပြရတာဘာမှပြန်ပြောခွင့်မရှိဘူးပြန်ပြောရဲဆိုရင်မောင်ထုတ်ခံရရမှာအေရှိယာအိတ်ခံမှာလည်းအိတ်ခရတဲ့အချိန်ကြီးလေမရေမတွက်နိုင်အောင်ပဲလူများတွေပြောသလိုဥရောဆက်ကစိတ်နေပေါ်ဆိုအရန်ကောင်းတာဟုတ်ပါတယ်လူမှုကြီးလည်းအရန်ကောင်းတယ်အဲ့ဝိလည်းရန်ကြည်တယ် လူတန်းนี่လည်းရရောတယ်သူတို့ဘာဟုတ်လဲကူညီပေးတတ်တာဆိုတာတကယ်ဟုတ်ပါတယ်ကျမတို့ပုံမှာပဲမဟုတ်တာပါအပြင်ကလူတွေပုံမှာ ပြန်ပြောလို့မရတဲ့ဟာတွေကိုအိမ်ကကျမတို့အပေါ်မှာပဲဖောက်ထွက်တာ ကောင်းတာတွေလည်းအများကြီးရှိပါတယ်ကောင်းတာတွေနဲ့မညီများတဲ့ဒုက္ခတွေကိုလည်းခံခိုင်းတာပါတစ်ခေါက်ကဆိုရင်ကြောက်စင်းတို့နည်းနဲ့ကောက်ပေါက်တာ ဘသူမှဝင်ဆွေးရဲတာရဲရဲ့လိုမရှိဘူးကျူလီယာဆက်က15နှစ်တမီလေးပဲရှိသေးတာသူချောက်ချောက်ကြီးနဲ့သူဝင်ဆွေးဝင်ကူခဲ့ရတာပါတမီလေးဂျင်းနီကဆက်ဆိုလေအရွယ်နဲ့မမြအောင်ဒီတိုင်းဒါတွေပဲမြင်တွေ့နေရတဲ့ခါကျတော့10နှစ်တမီလေးနဲ့ပဲစိတ်ချမှာရေးစရာဝင်စီမှာသူ့ကိုပြပေးခဲ့ရတာ ပါလေချောရှူရဆိုရင်လေအော်တစင်ဆိုတော့သူကလက်မခံအောင်အော်တစင်ဆိုတာကျတော့အချိန်ရှိတုန်းခေတုန်းအချိန်မှာပဲလေ့ကျင့်ရတာဖြစ်တဲ့အတွက်သူကလေ့ကျင့်တာကလေလေ့ကျင့်နေဆရာဝန်ကယောက်ျားဆိုပြီးတော့တဝင်းချောင်းပြီးမှမတော်ရအောင်ဆိုမှပိတ်ပင်တော့တိုးတက်တင်းတလောင်းမတိုးတက်ခဲ့ဘူးကျမသားလေးအော်တစင်နဲ့ပတ်သက်ပြီးမှလည်း ကျမအမတန်ပဲမန်ရှော့ပြီးမှဒီတိုင်းပဲကြည်နေခဲ့ရတာဘာမှလုံးပိုင်ခွင့်မရှိခဲ့လို့တိပေမဲ့ထောက်ဆက်ကိုမှဂျူလန်ဆက်ကကြောက်ပြီးတော့ရေကုန်ဟိုတယ်မှာသူ့ကိုမန်နေဂျာ position ရဲ့ manager အဖြစ်လုပ်ခိုင်းတာတော့ဟိုတယ်လုံးပေးလုပ်ခဲ့ရမဟုတ် department တစ်ခုရဲ့ reservation manager ဖြစ်ပဲသူ့ကိုပေးလုပ်ခဲ့တာသူဂျွန်ကနေအောက်တိုဘာလအထိလေးလလုပ်တဲ့ချိန်မှာသူဝါဒနာမပါတာရောမမနဲ့ပပတို့ရဲ့ရန်ဖြစ်ပြီးဒီလိုအိမ်တွေရဲ့အိမ်တွေရေကိုအများမြင်နေရတဲ့ခါကျတော့သူကညာဘက်တိအိမ်မပြောတော့ဘူးညာဘက်အိမ်မပြောလို့သူက င်ကြီးရတွေကိုသူရှင်ဆိုင်ကျော်လွားဖို့ရအတွက်သူအိတ်ဆေးတွေတောက်ခဲ့ရတာတရဲမှာသူဘဘကသူ့ရဲ့ထဲတွေကိုအဲ့ခံဖို့အတွက်ခေါ်တော့သူကအိတ်ဆေးတောက်လွန်ထားတဲ့ဟာကိုမြင်ပြီးမှဂျူလီယာဆက်ကိုရိုက်တယ်ဂျူလီယာဆက်ရဲ့အခန်းထဲကပစ္စည်းတွေလည်းအားလုံးရိုက်ခွဲပြီးမှကလေးကကြောက်လို့ထွက်ပြေးတာထွက်ပြေးတဲ့နေရာလေးထိကိုလိုက်မှရိုက်တာ လက်နဲ့မိလက်နဲ့ရိုက်လက်သေးတွေနဲ့ထိုးပြီးမှကလေးကပြင်းရင်းနဲ့ကလေးကလဲချတာနဲ့လဲချတဲ့နေရာလေးမှာခြေထောက်တွေနဲ့အချက်ပေါင်းများစွာပိတ်တံခံရတာကျွန်မသမီးလေးကိုကျွန်မမျက်စိရှိမှရိုက်ခံနေရအောင်ကျွန်မဝင်လည်းမဆွဲရဲဝင်လည်းမတားရဲငိုယိုမှပဲတောင်းပန်ခဲ့ရတာအညာမှာပဲယူလက်ဆက်က သူဘာဟိုတယ်ကနေဆင်းသွားပြီးမှသူသူများကုမ္ပဏီတွေမှာပဲလာကစားအလုပ်တွေဝင်လို့မြဲသူကသူပဲရှာစားတော့ဟိုတယ်မှာလည်းသူအလုံးမလုပ်တော့တာဖြစ်တဲ့အတွက်ထောက်ပံ့ကြီးတွေလည်းသူမရတော့ဘူး2020မှာကိုဗစ်တွေဖြစ်တဲ့ခါကျမကုတ်မှာပြန်နေကြတော့ဂျင်းနီကလည်း မုတ်ကုန်းမှာပဲဇွန်နဲ့ကြောင်းနေရချိုရှူဝါကိုကြတော့လေအော်တစ်ဆင်ဆီယာမရဲ့အခုအညီနဲ့အော်တစ်ဆင်ဆီယာမရဲ့လမ်းညွှန်မှုတွေနဲ့ပဲအော်တစ်ဆင်ဆီယာမတယောက်ငါပြီးတော့ home school လုပ်ပြီးမှစတင်ခိုင်းခဲ့တာကျမကပဲ2022ရောက်တော့ဂျီနီကအကြောင်းကြီးပြန်ဖွင့်ဖို့ဥရောဆက်ရဲ့ခွင့်ပြုချက်နဲ့ပဲကြောင်းပြန်အပ်ဖို့အတွက်ရန်ကုန်တက်လာခဲ့ရတယ် မပြန်ခင်ညမှာဂျူလီယာရဲ့ကျမရဲ့မိန်းကလေးတငယ်ချင်းနှစ်ယောက်ရဲ့ဘာမှသွားပြီးစားခဲ့တာအေးငါသူခန့်ထားတဲ့ကားဒရိုင်ဘာပဲလိုက်ဖို့ပြီးပြီးကားပါကင်မှာပဲစောင့်နေခဲ့တာအဲ့ဒါကိုည7:00နာရီမှပြန်လာရပါမလားဆိုပြီးမှဖုန်းဆက်ပြီးမှပြဿနာရှာပြီးမှဘူဟိုတယ်ကနေညတွင်ချင်း စင်ပေးဖို့မောင်းချခဲ့တာအဲ့ဒါကို ူသားမျိုးမထွေးကိုဘိုင်ဘာလေးပြီးကောခေါ်ပြီးမှမောင်းချခဲ့ရတူတီကောက်ရိုက်တန်နေနဲ့ချင်းချင်းတန်းတန်းကိုမောင်းချခံနေရတာအဲ့မှာလေကျမကငိုယူပြီးတောင်းမှန်နေမရခဲ့ဘူးတနာကြီးအထွေးမယ်ဖြစ်စီအားလုံးတိမ့်ဆိုပြီးမှ ီကုန်းလေတစ်ဖက်ကခေါ်ပြီးမှကျမတို့အခန်းတကားရှိမှာပဲရက်ပြီးဆောင်နေတာအဲ့ဒါကိုဂျူလီယက်ဆက်ကလေးကဝင်ကူဝင်တာပေးအောင်လေသူ့တားအငယ်ဆုံးကဂျူလီယက်ဆက်ကိုပါချခဲ့တာကျမတမီလေးပါချခံနေရတော့လေရိုက်ခံနေရတော့လေကျမဟိဘောဆန်တဲ့သူ့တားကို ဘောရုံပြမပဲတောင်းပန်နေခဲ့တာကဖျူရီယာစပြီးထုတ်တဲ့အချိန်စနေနေ့ရည်လေးနိုင်အထိဆိုတော့ကျမတို့လေးနိုင်ပြီးမှသွားမယ်ဆိုတာကိုလုံးဝမရခဲ့ပဲနဲ့ကျမတို့အဲ့ဒီညမှာပဲညရင်းကြီးဟိုတယ်ကနေစင်ပြီးခဲ့ရတာဒီတခါကျတော့ဥရောပစက်သားကိုရိုင်းကနင်းချတာရေဒီတခါ ဂျူလီယာဆက်ကိုပါရိုက်လိုက်တာဆိုတဲ့ခါကျတော့ငါတို့လို့ပြန်ခေါ်လဲလို့မသွားချဆိုလို့ငါတို့ဒီငါနေထွက်သွားဖို့အတွက်ကြိုးစားနေကြတာပဲလို့ခေါ်ကိုပဲရှာစားကြမယ်ဆိုမှကြောက်ကြောက်နဲ့ဆုံးဖြတ်ခဲ့ကြတာသူခွင့်ပြုချက်နဲ့ပေးထားတဲ့ပစ္စည်းလေးကိုပဲရောင်းချပြီးတော့ဂျူလီယာဆက်ကသူမြက်ကမှန်ငယ်တော့ထိတက်လာတာသူမြက်ကမှန်တင်သွင်းဖြန့်ချီပြီးမှ ြောင်းရအောင်ဆိုမှကျွန်တော်တို့ကုမ္ပဏီထောင်ပြီးမှတည်သွင်းဖြန့်ချိဖို့လုပ်ခဲ့ကြတာ2020နှစ်ကလေကျွန်တော်တို့တာမီ3ယောက်ကရန်ကုန်မှာဥယျာဉ်စနစ်သားလေးကကျွန်တော်မကုန်းမှာနေခဲ့ကြတာသူနဲ့ပြန်အဆင်မပြေချင်တော့ကျွန်တော်ကိုယ်တိုင်လည်းပြန်မပေါင်းချင်တော့အလိုနဲ့နေလာရင်လည်းမကုန်းကလေရန်ကုန်ကိုဥယျာဉ်စက2025ခုနှစ်မှာတက်လာတာတညမှာ ကျွန်တော်တို့ကိုတကားတော့ခောက်တာအဲ့ဆိုကျွန်မတကားခောက်တော့ဖြန့်ချိလိုက်တော့တပည့်ဝင်တန်းလေးရဟင်းလောက်ပို့တာဆိုလို့ကျွန်မတကားဖြန့်ပြီးယူလိုက်တာအဲ့မှာအဲ့လူကြီးကပုံးနေတာကနေဆိုအတင်းဝင်လာပြီးမှကျွန်မအတင်းတရွတ်တိုက်ဆွဲခေါ်ပြီးမှအတင်းအာရမအိတ်ဖို့စူးစားတာကျွန်မမပေါင်းနိုင်တော့ဘူးလို့ပြောတဲ့အချိန်မှာသူကမင်းမပေါင်းနိုင်ရင်ငါ့နာယူထားတဲ့ပစ္စည်းကြီးအကုန်ပြန်ပေးဆိုပြီးမှစပြီးအကြမ်းဖက်လာတာ ကျမတို့အိမ်ကမိခင်တက်တာကိုလေသူ့ဟိုတယ်ရတပည့်နဲ့မအခိုင်မယူသွားရင်မမိခင်တက်တာတွေကသူ့လိုချင်တဲ့ပစ္စည်းတွေရေကိုအကုန်ထုတ်သူ့လိုချင်တဲ့ဟာတွေအကုန်လုံးကိုပေပါပုံထဲမှာထည့်ဓာတ်စီကောင်မှာမိရှုပ်ပြတာအဲ့လိုလုပ်နေတဲ့ဟာတွေကိုလေဗီဒီယိုရိုက်ပြီးမှကြီးခိုင်နေတာညတိုင်းခက်တဲ့ဝင်လာတာရိုက်နေစဲဆိုးငါက ပိုကြီးဖြစ်သွားပြီမို့လို့နေရာမပေါင်းချင်တော့တာမလားဆိုပြီးမှလင်းစိတ်ချစီတောက်ကြိယာရင်းနဲ့လေးချင်ပြီးမှအချင်းပေါင်းများစွာကာမဆက်ဆံခံခဲ့ကြတာသူပေါင်းချင်း300ရီနဲ့တက်ဖြစ်ထားတဲ့ခါကျတော့ဘိုက်တီမှာဆိုညိုမဲဆွဲပြီးမှဘိုက်တီပါနာကုန်တော့အဲ့ဆိုကျမကယုံလို့ အော်ခင်နေတဲ့အတန်လေးရိုက်နေနေတဲ့အတန်လေးကိုသူ့ဟိုတယ်ဝင်တန်200ချားနေပြီမဲ့လေတယောက်မှထွက်တော်မကြည့်ရဘူးသူ့တာသမီးတွေရောသူ့တူတူမတွေရောသူ့မိတွေချိပါအကုန်လုံးသိရကျမတို့နေတဲ့အိမ်ကိုလည်းတကားတွေအားလုံးဖြတ်ပြီးမှချိတ်ပိတ်ပလိုက်တော့တာ CCTV တွေလည်းတက်သူ့ဟိုတယ်ကိုအတင်းလာနေခိုင်းတာ ဖို့တရနေရတဲ့အခန်းုံလေအခန်းတကားရဲ့တော့တွေကိုအကုန်ရိုက်ဖြတ်ပြီးမှလုံးဝ privacy မရှိဘူးနော်ဗောနော်ဒီလိုတုံးဝင်လိုက်တာနဲ့ဒီလိုဖွင့်သွားအောင်ထိပဲဖြစ်အောင်ထိကျွန်မတို့အဲ့လိုနေခိုင်းခဲ့ရလုံးမဆက်မနေနိုင်တော့မို့သမီးလက်လေးကိုခေါ်ပြီးမှကျွန်မပိုင်တဲ့ပစ္စည်းတွေနဲ့ဒူဂျူလီယာဆက်နေတဲ့ကွန်ဒိုကို ထွက်ပြေးလာခဲ့ကြတာပါတမီလက်ကိုလည်းနေတဲ့ကြောင်ကနေထုတ်ပြီးတော့သူလက်ကနေလွတ်ဖို့အတွက်သူများလားနေပစံချီပြီးတော့ချိန်မှန်မှကြောင်တက်ဖို့အတွက်ပြင်ဆင်နေခဲ့ကြတာအဲ့တော့ဦးရဆက်ကလူပြောင်းလူပြောင်းတယ်ဆိုမှအမှုဖွင့်ပြီးတော့ဂျူလီယက်ဆက် ကွန်ဒိုမှာရေတွေလာရှာတာအဲ့တော့ဂျူလာဆက်ကရေစခန်းတိလိုက်သွားပြီးမှသူ့အဖေနဲ့နှစ်နာရီကျော်ရှင်းခဲ့တာပြီးသူ့အဖေကိုလည်းသူပြောခဲ့တာသူ့အမေကိုမနှောင်းရှက်ဖို့နဲ့လွတ်လပ်ခွင့်ပေးဖို့အတွက်ပဲသူတောင်းဆိုခဲ့ရတာကျူလာဆင်းနေတဲ့ကိုလိုမှာမနေရတော့ပဲနဲ့မကွာဟိုတယ်မှာတာမီလျောက်ပြောင်းပြီးမှနေခဲ့တာဒုတိယအကြိမ် ပစ္စည်းတွေခိုးယူသွားမှုနဲ့အမှုထပ်ဖွင့်ခံရပြီးမှမကီဝါဟိုတယ်မှာလာဖမ်းခံခဲ့ရတာ။ပါမီနီယောဟိုတယ်ထဲမှာအခန်းထဲမှာနေနေလို့မဲဟိုတယ်ကပုံဆက်လာပြီးမှအမနာမည်နဲ့ရဲဒီလာရှာတယ်လို့ပုံဖြစ်နေလို့မှပဲတကားတွေစက်တိုက်ခောက်ဘဲတွေစက်တိုက်ဒီနေရာနဲ့ထောက်ဖွင့်ကြည့်လိုက်တဲ့အချိန်ကျတော့ဟိုတယ်မန်နေဂျာရဲ့ဝန်ထမ်းတွေရဲ့အယဝိရဲ့တွေဝင်လာပြီးမှ ဖြစ်စီခုမှုနဲ့အမှုဖွင့်ထားတာဆိုမှလာဖန်းနာရေစခန်းလိုက်ခဲ့ပြီးဆိုပြီးမှပြောတာဥယောစကလည်းဝင်လာပြီးမှဟုတ်တယ်သူပဲခေါ်သွားတော့စခန်းကိုဆိုမှပြောတာကျမလည်းဥပရိဥယုံကြည်ပြီးမှယုံကြည်စွာနဲ့လိုက်သွားခဲ့တာစခန်းရောက်တဲ့အချိန်မှာစခန်းမှုကတိုင်ကျဲဖွင့်ထားတယ်အမှုတွေကိုအချောင်ပြိုင်မှာဒီမှာဒီနေသွားတဲ့ပစ္စည်းတွေဘယ်မှာလဲဘယ်မှာတန်ရောင်းထားတာလဲဘယ်မှာထားပတ်ထားတာလဲ ထုတ်ပေးဆိုပြီးမှပြောတာတကယ်လို့နေကိုမထုတ်ပေးရင်နေကိုဖမ်းထားလိုက်မှာတကယ်လို့ဖမ်းထားလို့မှနေကမထုတ်ပေးနိုင်ဘူးဆိုရင်ဒီမှာတရားနှစ်ဥပဒေဆိုတာရှိတယ်စာအုပ်ထမရေးထားတဲ့ဖတ်ကြည့်ဆိုမှစာအုပ်ဖတ်ခိုင်းတာ1900တတိကြခိုင်းကြခံနိုင်တယ်ဆိုပြီးမှပြောတာအဲ့လိုစစ်နေတော့မှပဲဥရောစကဝင်လာပြီးမှဒေါ်ရတွေနဲ့စကမ်းမှုရှိမှ ပြောဆိုမှကျမလက်ကိုရိုက်လိုက်ပြီးမှ तू ခိုးသွားတဲ့ပစ္စည်းတွေမပေးနိုင်လောက်ဆောက်ရှာဆက်လို့ဆိုမှပြောอ่ะစထောင်းကလည်းတောင်းပန်လိုက်လေနင်သူ့တောင်းပန်လိုက်လေဒီကိစ္စကနင်သူ့တောင်းပန်လိုက်ပြီးသွားမှာပဲယောက်ျားကြီးဘာကြိုက်တက်တယ်ဆိုတာနင်သိရဲ့မလားဆိုမှပြောပြီးမှ तू ပြန်ခံနေဖက်နှက်ကစောင်းနေတဲ့ဟာကိုတဲ့ပေးလိုက်ဆိုမှခိုင်းတာစကားမရှိမှာပဲသူဖက်နှက်ကိုပြန်ပြီးမှတဲ့ပေးခဲ့ရတာအမှုရင်းဆိုင်မှုအတွက်အာမခံလုံးနေတော့မှာပဲသူ့ရဲ့အုပ်က တညာကအမောင်ကိုအချုပ်ထဲမှာအိတ်ခိုင်းထားတာအမောင်ကပါလာတယ်ပစံအိတ်ဒီဖုန်းကြီးကိုတင်ခိုင်းထားတာကျွန်တော်တို့ကမလုပ်ပါဘူးဆိုမှပဲပြောတာအမခံရရင်မှပြန်လို့ရပြီဆိုမှပြန်လာတာမကီဝါဟိုတယ်ရောက်တဲ့ခါကျတော့တပီးလက်ကလေးကိုခေါ်သွားကြပြီးမှကျွန်တော်ရဲ့ပစ္စည်းတွေလည်းတခုမှမချန်တော့ပဲတင်သွားကြတာ အဝတ်တထည့်ကိုတစ်ခုနဲ့ငယ်ချက်နေတာကျွန်မအထက်ကပြောထားသလိုပဲဥရောဆက်ရခွင့်ပြုချက်နဲ့ရထားတယ်ကျွန်မမသုံးမနဲ့စူထားတယ်ကျွန်မရဲ့လက်ဝတ်ရည်ရနာလေးတွေရဲ့အင်ဂျီဥပ္ပစာတွေရဲ့စာချုပ်စာတမ်းအချို့ရဲ့မှတ်ပုံတွေရဲ့စမတ်ကတ်ရဲ့ရေမောင်းလိုင်စင်ရဲ့ပတ်စပို့ရဲ့အားလုံးကိုတို့ဥရောဆက်ကတင်သွားတာသူတို့ပိုင်တဲ့ပစ္စည်းဆိုရင်ဘာတစ်ခုမှမယူခဲ့ဘူး သူကပြစ်စီပြန်ရချင်ရင်သူနဲ့ပြန်ပေါင်းဆိုမှညိရကျမကပြန်မပေါင်းချင်တော့ဘူးအိမ်ပေါ်လည်းပြန်မတက်ချင်တော့ဘူးအိမ်ပေါ်ပြန်တက်ရင်အညိုးတွေနဲ့ဘယ်နှစတော့မှနှစ်ဆက်ခံရမှာလည်းမသိပါဘူးရှင်သူတိတ်ခါသူကြိုးစားတိဆောက်ခဲ့တဲ့သူ့ဘဝကိုပြောလိုက်ပြစ်စီသွားမှာဆိုပြီးမှနှိမ့်ဆက်ခံနေရတဲ့ထဲရနေမပြောရက်ဖက်နဲ့နှစ်ပေါင်းများစွာကြာခဲ့တာပါ တကယ်တော့ဒါတွေကိုကျမကရောဂျူလီယာဆက်ကရောလုံးဝပြောဖို့စိတ်ကူမရှိပါဘူးတိတ်တိတ်ကလေးပဲအဝေးကိုထွက်ပြေးခဲ့ကြတာပါဥယောဆက်ကအမှုတွေဖွင့်မပုံတင်မရှိစမကတ်မရှိအဝတ်တထည်ကိုတခုထိဖြစ်အောင်လုပ်လိုက်လို့ပြောရတော့တာပါတကယ်တော့ကိုယ့်ရဲ့အိမ်တွင်ရေးမိသားစုအရေးကိုပြောရတာအရင်ရှက်ပါတယ်အမှန်တရားအတွက်အတင်းပြီးရင်ဆိုင်နေရပါတယ်ငွေအားလူအားအတိုင်းဝိုင်းအား မရှိပါဘူး။တာမီးလျောက်ထည့်ရှိရပါ။ကျမတို့ဘက်ကနင်နာခေယမှုတွေအတွေ့တရားစွဲဆိုဆောင်ရွက်တာအခုထိမရှိပါဘူး။ဥယောဆက်ဖက်ကပဲကျမနဲ့တမီးလေးကိုတရားစွဲဆိုထားတာပါရှင်။